ကြားပြရွေးကောက်ပွဲမှာအနိုင်ရသွားမဲ့သူကဒီအန်နီရီလားချက်ဖကြီးလိုလားဒါကမဲဟီအတွက်နဲ့သွားမဲ့ပြိုင်ပွဲတစ်ခုမဟုတ်တဲ့အတွက်ဘယ်သူမှမဲခိုးတာမဲလိန်တာမျိုးတွေလည်းလုပ်လို့မရသလိုဘယ်ဖွဲ့စည်းကမှမဲဟီအတွက်ပို့ပြီးတော့ပေးထားစရာလည်းမလိုဘူးလို့ဆိုရမှာပါတရားတဲ့သူသာနိုင်ကြီးဆိုသလိုစ조사တဲ့တင်ပိုကောင်းတဲ့တင်ကအနိုင်ရသွားမဲ့ကြားပြရွေးကောက်ပွဲလေးဖြစ်ပါလေငါတို့ဒီနေ့ပဲမှနိုင်ရသေးတယ်သူကတော့အနိုင်မရသေးဘူးဆိုပြီးတော့လေသူရသေးတယ်ငါသေးတယ်ဆိုရင်ငင်းခုန်မှုတွေနဲ့အချင်းတွေကုံဆုံးနေကြလဲမလို့တော့ဘူးလို့ပဲဆိုရမှာဖြစ်ပါလေ ကြားပြတ်ရွေးကောက်ပွဲဘောက်ကြားပြတ်ပြီးတော့ရွေးကောက်တာလဲဆိုရင်တော့ချန်ပယ်လိဝင်ဝင်တနေရာစာအတွက်ကြားပြတ်ပြီးတော့ဝင်ရောက်မဲ့ပြိုင်ပွဲတစ်ခုလို့ဆိုရမှာဖြစ်ပြီးအဆိုပါကြားပြတ်ရွေးကောက်ပွဲကိုဝင်ပြိုင်ကြမယ့်အသင်းတွေကပရီးမီးယားလိမှတ်ပေးစရာအဆင့်16နေရာကမန်ယူတင်းနဲ့အဆင့်16နေရာကစပါးတင်းတို့ပဲဖြစ်ပါတယ်အဆိုပါအသင်းနဲ့တင်းရဲ့အောက်မှာတော့တန်းဆင်းသွားတဲ့အသင်း၃သင်းသာကြံရှိတော့ပြီးမန်ယူနဲ့စပါးတို့တော့ကံကောင်းလို့တန်းမဆင်းခဲ့ကြတာဖြစ်ပါတယ်တန်းဆင်းဆုံးနားမှာရပ်တီကြပြီးတော့ယူရိုပါလိလို့ဥရောပပြိုင်ပွဲတစ်ခုရဲ့ ။ Final set မှာရှိနေခဲ့ကြတာကတော့တော်တော်လေးကိုရည်စရာကောင်းတယ်လို့ပဲဆိုရမှာပါ။ဘိုင်းစရာပါလို့လဲဆိုရင် Premier League မှာစုပ်ပြတ်တက်နေအောင်ရလဒ်တွေဆိုးဝါးနေတဲ့အသင်းနှစ်သင်းကယောဘာလီလိုဥရောပပြိုင်ပွဲတစ်ခုမှာဘောလုံးပွဲကစားရမယ်ဆိုကြတဲ့ကရည်စရာတစ်ခုလိုဖြစ်နေခဲ့ပါတယ်။သူတို့တွေအနိုင်ကျော်ဖျားခဲ့တဲ့အသင်းတွေက Premier League မှာကစားနေကြတဲ့ club အသင်းတွေလောက်တော့မှအရေးချင်းမရှိကြတော့သလိုပါပဲ။မန်ယူအသင်းဆိုလို့ရှိရင်ယောဘာလီပြိုင်ပွဲမှာရှုံးမဲမရှိတဲ့ဘောလုံးပွဲကိုတက်လန်းလာခဲ့ကြတာဖြစ်ပြီးအဆုံးစွာဂျိုးနယ်လားဆိုတော့မေးရမလို့ဖြစ်နေခဲ့ပါတယ်။ ယူရိုပါလိမာအဆုံးဆိုတာဘာမှမသိဖြစ်နေတဲ့မန်ယူဟာပရီးမီးယားလိမာတော့ကိုယ်အနေအောင်ဆုံးတွေနဲ့ကြီးပဲရင်ဆိုင်နေကြရတာဖြစ်ပါတယ်ပရီးမီးယားလိမာဆုံးပွဲတွေဆက်နေကြတာကမန်ယူကြီးသာလို့ဆိုရင်တော့စပါတင်လည်းပါပါတယ်ဖျားဆိုတော့ပြောရတော့စပါတင်ကိုကြီးလိုက်ပြန်လဲပရီးမီးယားလိမာဆုံးပွဲတွေဆက်နေကြကြတာဖြစ်ပါတယ်မသိရင်မြန်မာဘောလုံးပွဲကြီးနေရသလားလို့တော့ထင်မှန်းမိတဲ့အထိပါပဲရှုံးလိုက်တာမှတောက်တောက်လဲဆိုသလိုမန်ယူနဲ့စပါစပါနဲ့မန်ယူဟာပရီးမီးယားလိမာကံပြီးဟေ့ဆိုတာနဲ့၃မှတ်ယူဆိုပြီးတော့လူပြီးသားဖြစ်နေကြပါတယ်ပရီးမီးယားလိမာဆိုရင်အာဆင်ကဒုတိယလူဆိုရင်တော့ မန်ယူနက်စပါတို့ကအဆုံးနဲ့လူတွေပါပဲပရီးမီးယားလိပွဲစဉ်တွေရှိပြီဆိုတာနဲ့မန်ယူနက်စပါကိုဘက်ကန်လောင်းနေတဲ့တိုင်းအေးအေးပြတ်ခိုင်းပြီးတော့ထားကြည့်နေစရာမလိုတဲ့အထိနောက်တစ်နေ့ငွေတို့ပိုင်မယ်ဆိုတာသေချာနေခဲ့တာပါအဲ့ဒါပေါ်ပြီးတေးကြခြင်းတော့အပါစင်တီးကြတဲ့ခံမှန်းချက်တွေကိုတင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ Golden Go application ကိုလည်း Play Store မှာ download ရယူပြီးတစ်လကို9900ကျပ်လုံးနဲ့ VIP member ဖြစ်ဝင်ရောက်ကအကောင်းဆုံးပွဲစဉ်ခံမှန်းချက်တွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါပြီ ဒီနေ့ညမှာတော့ဘိုင်ယူနဲ့စပါရိုဟာယူရိုပါလိဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ရှင်မိုင်ကစားသွားကြတော့မှာဖြစ်ပြီးအញ្ញံချင်းပြိုင်ဘသူနိုင်ဆွဲစကားတိုင်းမင်းသိန်းထက်ငါအသိအပူညံ့နေဆိုတဲ့အကြောင်းကိုပြသသွားကြတော့မှာလည်းဖြစ်ပါလိမ့်။နောက်တစ်ချက်ကယူရိုပါလိဖိုင်နယ်ပွဲစဉ်ဟာနှစ်သိန်းစလုံးအတွက်အရေးကြီးတဲ့ပွဲနဲ့တစ်ပွဲဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးတတိယပြည့်ခွေးပြည့်ဆွဲသဘောမျိုးရှင်မိုင်သွားမှာလည်းဖြစ်နေပါလိမ့်။ရုံးနဲ့အသိန်းကတော့ဖလားလက်မဲ့ဆွဲအခြေအနေကိုရင်ဆိုင်သွားမှာဖြစ်တယ်လို့လာမယ့်ရာသီသူများတွေကန်တဲ့ဥရောပပြိုင်ပွဲတွေကိုထိုင်ပြီးတော့ကြည့်နေရရှာတော့မှာပါ။ အနိုင်ရတဲ့တင်ကားတို့အားလုံးသိတဲ့အတိုင်းပဲဆူဗလာအောင်မြင်မှုလည်းရရှိသွားမှာဖြစ်သလိုချန်ပီယံလိဝင်ခွင့်လည်းရရှိသွားအောင်မှာဖြစ်ပါတယ်ပရီးမီယာလိမှတ်ပေးစရာတန်းဆင်းသွားတဲ့အသင်း၃တင်းအထက်မှာရက်တည်နေတဲ့အသင်း၂တင်းတွေကတသင်းကချန်ပီယံလိဝင်ခွင့်ကိုရရှိသွားတယ်ဆိုရက်တမိုင်းတစ်ခုကိုလည်းစိုက်ထူသွားခဲ့ကြအောင်မှာပါတခါလေလောကကြီးကအတုံးမကြတဲ့သူတွေကိုနေရာပေးလိမ့်ရှိတယ်ဆိုတာနောက်ထပ်တာရကတစ်ခုနေနဲ့ကျွန်တော်တို့တွေမြင်တွေ့သွားကြရအောင်မှာပဲဖြစ်ပါတယ်